မင်္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ထံပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတပ်ကတော်နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရန်ကုန်စကိုင်းတို့တက်ရောက်မြီတင်နန်းသားတင်နန်းသူများကဩဝါဒခံယူခြင်းကိုနိုဝင်ဘာ12ရက်နေ့နဲ့8နာရီခွဲက တောင်ကြီးမြို့မြို့တော်ခမ်းမ၌ကျင်းပခဲ့ပါတယ်။ဥစွာဆန်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဩဝါဒစကားပြောကြရာပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတပ်ကတော်စကိုင်းနှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရန်ကုန်စကိုင်းတင်နန်းဝင်ခွင့်ရမောင်နှုတ်မဲတို့အနေဖြင့်မကြမီအချိန်မှာတက်ဆိုင်ရာတက်ကတော်ဒီဂရီကောလိပ်များကိုတွားရောက်ကြမှာဖြစ်သည့်အတွက်လန်ခရီးတွင်ကြီးကဲ့သူဆရာများနှင့်တာဝန်ရှိသူများ၏မှကြားချက်များစီကံများကိုအတိတ်တည်းစင်ကျင်တုံတရားဖြင့်တိတိကျကျလိုက်နာကြရန်မှကြားလိုကြောင်း တင်နန်းတက်ရောက်နေစဉ်ကာလအတွင်းတင်နန်းကဂျာမတီအမိန်ညွှန်ကြားချက်စီကံများကို တိကျလေးစားစွာအလေးအနက်ထားလိုက်နာသွားကြရန်နှင့်အချင်းချင်းစည်းလုံးညီညွတ်စွာညီအကိုမောင်နှမတို့ဖွဲ့နေကြရန်မှာကြားလိုကြောင်း ပြည်ထောင်စုဝါတိုင်းရင်သားပေါင်းစုံတက်ရောက်ကြသည့်ကျောင်းတော်ကြီးမှာစာပေပညာရများကိုသာမကပြည်ထောင်စုစိတ်သက်ဘာသာရများခင့်နေလျော်ညီသည့်အတက်ပညာဘာသာရများကိုပါတင်ကြားပေးမှာဖြစ်သည့်အတွက်ပညာရအလုံးကိုစိတ်ပါဝင်စားစွာသိယူကြရနှင့်နောင်တွင်မောင်တို့မေတို့တာဝန်ထမ်းဆောင်မည်လုပ်ငန်းတွင်ထိလက်တွေ့သုံးချလိုက်နာကြည့်သုံးကြရန်ထူးမှကြလို့ကြောင့်ပြည်ထောင်စုသားအချင်းချင်းတအူးကိုတအူးရိုင်းပေးကူညီခြင်းအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အချင်းချင်းစာနာထောက်ထားခြင်းနှင့်နားလည်သိခံတတ်ခြင်းတို့သည်ပြည်ထောင်သူစိတ်သက်ဤကောင်းမွန်သည့်အခြေခံဖြစ်၍အချင်းချင်းပူးပေါင်းဆောင်ရွက်သွားကြစီလိုကြောင်းပြောကြားခဲ့ပါသည် ်ထို့နောက်သင်တန်းသားသင်တန်းသူများအတွက်ဆက်မီနေဝင်ကြီးချုပ်ဦးအောင်အောင်ကချီးမြှင့်ဝေပေးရရာကျောင်းသားကျောင်းသူကိုယ်စားလှယ်နှုန်းမှာလက်ခံရအောင်ကြပြီးသင်တန်းသားသင်တန်းသူကိုစားပြည်တော်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက်ကတော်တက်ရောက်ပြီးသင်တန်းသားတဦးမှာကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်ရှင်နောင်ပြည်နယ်ဝန်ကြီးချုပ်နေတာဝန်ရှိသူများသည်တင်တန်းသားတင်တန်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါသည်အဆိုပါပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက်ကတော်နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွန့်ရင်ဖွံ့ဖြိုးရေးဒီဂရီကိုလည်းရန်ကုန်စကိုင်းသို့ရှက်မီနယ်မှာတက်ရောက်မိတင်းနန်းသားတင်းနန်းသူ135ဦးရှိကြောင်းသိရှိရပါတယ်ရှင်။အဆိုပါပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွန့်ရင်ဖွံ့ဖြိုးရေးဒီဂရီကိုလည်းရန်ကုန်စကိုင်းသို့ရှက်မီနယ်မှာတက်ရောက်မိတင်းနန်းသားတင်းနန်းသူ135ဦးရှိကြောင်းသိရှိရပါတယ်ရှင်။